တရုတ်နိုင်ငံရဲ့ရန်ဝန်နဲ့ပိုလန်မှစီမံကိန်းကမြန်မာနိုင်ငံအတွက်အခွင့်အလမ်းဖြစ်တယ်လို့နာဆာကဥက္ကရာပုဂျိုမူကြီးမေအောင်လိုင်းကပြောပါရတယ်။2025ခုနှစ်ဇွန်လ10ရက်ကနေပြည်တော်ရှိမင်္ဂလာတိတိဟိုတယ်မှာကျင်းပတဲ့မြန်မာတရုတ်နှစ်နိုင်ငံတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်မြောက်ဆင်ရတုအထိမ်းမဲ့နှစ်ပတ်လည်အခမ်းအနားမှာသူကအထက်ပါအတိုင်းပြောကြားခဲ့ပါရတယ်။နာဆာကဥက္ကရာကမြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့ရန်ဝန်နဲ့ပိုလန်မှစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းတွေအကောင့်ထဲပေါ်တဲ့နေရာမှာရေးပါ ယ်ပထဝီအနေထားမှာရှိပြီးဒီစီမံကိန်းတွေကိုစော်လင်စွာအကောင့်ထဲပို့ခြင်းအပြင်နိုင်ငံပြည်သူတွေအတူတကွစင်စက်မပြတ်တာယာဝပြောဖွံ့ဖြိုးတိုးတက်စေနိုင်မယ်အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်မယ်လို့ယုံကြည်ကြောင်းငင်းငယ်ရင်းလုပ်ငန်းစဉ်နဲ့အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာပံ့ပိုးကူညီအပေးထောက်ခံမှုမြင်းကလေးကြီးလှုပ်ခတ်မှုနဲ့ကိုဗစ်ကာလတွေမှာပံ့ပိုးကူညီလူတန်းဆောင်ရွက်ပေးခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့လည်းတရုတ်နိုင်ငံကိုကျေးဇူးတင်တယ်လို့ပြောပါရယ် အခုတရုတ်ရဲ့အနေအထားဟာကမ္ဘာဥဆောင်မှုကိုရောက်လာပြီဆိုတော့ကြောင့်မြန်မာနယ်စပ်အရေးနဲ့ပတ်သက်ရင်ထက်ထဲဝင်ဝင်ကူညီခဲ့မှုတွေရှိကြောင်းရခိုင်ဥဆောင်ပါတီ AFP ဥက္ကရာဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါတယ်။မြို့ချအောင်မူရင်းနေခုံမှာပေါ့နော်ရုရှားနိုင်ငံကပြည်တော်တော်တဲ့ပြည်မှာသူတို့မူကြီးနဲ့မစ္စတာချီဂျင်းပင်တို့ကူညီရခဲ့တယ်။အဲဒီမှာမြန်မာအချုပ်အခြာအာဏာမြန်မာနိုင်ငံရဲ့ territorial territorial integrity ြစ်ပါလက်ခံနေဥပပေါင်းဆောင်ရမယ်ဆိုတာလေးကိုသိစိတ်နေပါလို့ဆွေးနွေးကြကြနေချင်းနဲ့ဆိုတော့မာဒီယိုချီချီရေးရဲ့ရေးကြည့်ဖို့နော်သူဂျိုစီဘွားကိုကြည့်ဂျိုစီဘွားအဲ့လိုပဲဘုံကျိုးစီပွားပို့ပြတတ်တူကြမှုလို့ပေါ့အများကြီးရှိတာပေါ့ဖြည်းဖြည်းနိုင်ငံရေးပြည်ကိုလည်းနော်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတော့တွားနေဆိုရင် အဲ့တော့တရုတ်ရဲ့ပူပေါင်းပါဝင်မှုနဲ့မြန်မာလူပေါင်းဖွဲ့စည်းမြန်မာနိုင်ငံရဲ့တည်ချက်တရုတ်ရဲ့တည်ချက်ဖြစ်တဲ့ဒီနိုင်ငံရှင်တွေးနေတဲ့လူကြီးတော်ချက်ဒါတွေကတန်ကြီးမှန်ကြီးမှအရေးကြီးတာပဲလေအဲ့ဒါကြောင့်လေဆွေမျိုးပေါ့ဖို့ကြီးကြီးရော နော်အေတူတူညအဲဒီကစီးပွားရေးနိုင်ငံရေးလိုင်းတွေဖြစ်တဲ့ပြည်အားတိုင်းတို့အားလုံးကြိုးနေကြတဲ့ကမ္ဘာလုံးဆိုင်ရာနော်ဒါလုံခြုံရေးစီမံလို့ရင်ကျင်းမှုစီမံလို့နော်ဖွံ့ဖြိုးတိုးတက်မှုစီမံလို့ဆိုတာမစ္စတာချီကင်းပင်ကကနော်ကမ္ဘာလုံးဆိုင်ရာကဏ္ဍကြီးတွေလည်းမြန်မာဖက်ကအလေးနဲ့ထောက်ပြီးနော်ဒါထောက်ခံတဲ့ပုံပြုကြရဲဆိုတဲ့အခါကျတော့ညာခုနပြောတဲ့ဥစ္စာတွေဖြစ်ပေါ်များတော့ GDI တို့ GSI တို့အဲ့လိုမျိုးကိုယ်လေးတွေထပ်ထူကြတယ်လို့ပြောတာအချင်းမှာပေါ့ပို့ပြီးတော့လိဆက်ပို့ပြီးတော့ 出世㗎，no。 စိတ်လာမှာပေါ့တရုတ်မြန်မာတန်တမန်ဆက်ဆံရေးထူထောင်မှု85နှစ်ပြည့်အချိန်ကိုအခွင့်ကောင်းတစ်ခုအဖြစ်ခံယူကာအရည်အသွေးမြင့်ပိုလန်မှစီမံကိန်း BRI ကိုပူးပေါင်းဆောင်ရွက်မှုမြင့်တင်မယ်လို့သမရရှိကလည်းပြောထားပါဗျ။လက်ရှိမှာတရုတ်ရဲ့ပိုလန်မှစီမံကိန်းအတွင်ပါဝင်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြန်မာတပ်မတော်နဲ့မြောက်ပိုင်းညီနောင်အဖွဲ့ MNDAA DNA AA တို့ကြားတိုက်ပွဲတွေကြောင့်အကောင့်တွေပေါ်နိုင်ရေးနောက်နေကြန့်ကြာလျက်ရှိနေပါတယ်။အဲဒါကြောင့်မြန်မာတပ်မတော်နဲ့ MND DAA AA DNA တို့ကြောင့်တွဲဆောင်ဆွေးနွေးပြီးအပြစ်ရနိုင်ရေးတရုတ်ကဂျာဝင်စစ်ဆင်ညှိနှိုင်းပေးလျက်ရှိနေပါတယ်တရုတ်မြန်မာနယ်စပ်ကုန်သည်ရေလမ်းမကြီးဖြစ်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိတိန်နီကုတ်ခိုင်ဒီဘောကြောင်မဲနောင်ချို105မိုင်ကုန်သည်ရေစုံနဲ့ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ကို MNDAA DNA AA တို့ကထိန်းချုပ်ထားပါတယ်